ရခိုင်ပြည်မှာရခိုင်တပ်တော် AA နဲ့စစ်ကောင်စီတို့အကြားတကြောပြန့်တိုက်ပွဲရပ်တန့်နေတာဟာကိုလာကျော်အထိကြားမြင့်လာပြီးလဲဖြစ်ပါတယ်။ဒါပေမဲ့နေရမပြောင်းနိုင်သေးတဲ့စစ်ဘေးရှောက်ဦးရေ9800ကျော်ရှိနေသေးတာပါ။အဲ့ဒီအထက်မှာကြောက်တော်မြို့နယ်ရိုးချောက်အထက်ပိုင်းက မခိုင်မျိုးနယ်စုဝင်ဖြစ်တဲ့မြို့တိုင်းရင်သားစစ်ဘေးရှောင်လူဦးရေ2000လောက်အထိပါဝင်ပါတယ်။သူတို့တွေဟာ2018ခုနှစ်ဒဇင်ဘာလကွန်ပိုင်းကစတင်ကအရှိအဟုန်ပြင်းထန်စွာဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်နေရဲဆွဲခွာနေကြရတဲ့အစောဆုံးစစ်ဘေးရှောင်တွေပါ။လက်ရှိမှာ AN နဲ့စစ်ကောင်စီတို့ဟာနှစ်ဖက်နားလည်မှုနဲ့တိုက်ပွဲတွေရင်တက်ထားကြပါရိုးချောင်းဒေသမှာလည်းစီးရဲလှုပ်ရှားမှုမရှိတော့သလိုနနက်ကင်တပ်ဖွဲ့တွေကတက်ဆွေးထားတာတို့လည်းမရှိတော့ပါဘူး။ ဒေတာတင်ငင်းအေးချက်နေပေမဲ့ရိုးချောင်းအထက်ပိုင်းကစစ်ဘေးရှောင်းတွေဟာငါးနှစ်ကြာအထိနေရဲမပြောင်းကြသေးတာဖြစ်ပါတယ်။မိမိဒေတာမှာမရရှိတဲ့ကျဲမရဲစောင့်ရှောက်မှုနဲ့ပညာရေးအခွင့်အလမ်းတွေကိုစီပီချောင်းစခန်းကနေတဆင့်ရရှိနေတာကြောင့်တိုးတက်မှုမရှိတဲ့နေရက်ကိုမပြောင်းကြတာဖြစ်တယ်လို့ပြောကြပါသေးတယ်။ဒီရောမှာပြင်ဖို့အခက်အခဲကတော့အများကြီးရှိတယ်အခုဆိုလို့ရှိရင်အမျိုးသမီးအတော့ပေါ့နော်ဟိုလုံချုံမှုမရှိဘူးလုံချုံမှုမရှိဘူးဆိုတော့ရှိရင် အခုလိုလိုချင်ရတော့အမတို့ရောမှာတက်လို့ရှိရဲ့ဟိုကုန်းဝဆောင်တဲ့အတဲဘုနောခလေးအမေတွေအတဲတော့ဟိုငောင်းနေအောင်အတဲလည်းလုံးဝအဆင်မပြေဘူးတို့ကအမတို့ရောနဲ့ဆိုလို့ရှိရတအားဝိတဲ့စီယုံနဲ့စခန်းနဲ့လေပြီးတော့အမတို့ရောမှာဆိုလို့ရှိရဟိုအခုကားတွေလည်းမပေါ်ဘူးပြီးတော့လမ်းဘက်ဆက်တွေရဲ့ဆိုလို့ရှိရလည်းမရှိလို့အဲ့ဒါနဲ့တို့ဘလို့ဖြစ်လို့မတက်တိလေဆိုတော့တို့တို့တို့ကမင်းကြတာမင်းကြပဲမြန်မာအစရအဲ့လိုဖြစ်လိုက်တယ် လက်မဆွတ်တွေနဲ့မကောင်းတဲ့အချိန်မှာအမတို့ကကလေးတွေရောမနေတော့ဆိုလို့ရှိရင်အရင်တော့ဆိုလို့ရှိရင်အတီတွေများတာတအားပဲကလေးတွေလည်းခဏခဏတီတယ်ဟိုကိုဝင်ဆောင်ဆိုလို့ရှိရတော့ကလေးမမွင်းမွင်းနဲ့လမ်းမှာတီသွားတယ်လည်းအများကြီးပဲရိုးချောင်းအထက်ပိုင်းဟာမြို့တိုင်းရင်းသားတွေအများဆုံးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပြီးတော့မြို့ပြနယ်လေဝေလုံးပိုင်းလက်ပန်းဆက်တွေရဲ့ခက်ခဲပြီးလူမှုရေးကျဲမာရေးပညာရေးတွေဟာလည်းအခုအချိန်ထိတိုးတက်မှုမရှိတဲ့ဒေတာတစ်ခုဖြစ်ပါ යි ။ လက်ရှိမှာအဲ့ဒီဒေတာက နေရမပြန်သေးတဲ့စစ်ဘေးရှောင်း1989အထိရှိပြီးတော့သူတို့တွေဟာကင်ပီတိန်ရှောင်းခမောင်းတေဝော့လီကွေပညာဝော့အစားတဲ့ဂျီော်တွေကဖြစ်ပါ යි စစ်ဘေးရှောင်းတွေဟာကျောက်တော်မြို့နယ်ကဝထောင်းတောင်မင်္ဂလာအထက်မြင့်လေးစစ်ဘေးရှောင်းစခန်းတွေမှာခိုးလုံနေကြတာပါရေချောင်းလေးတစ်ခုတည်းကိုသာအားထားပြီးတော့တော်လာနေရတဲ့ရိုးချောင်းဒေတာဟာလက်ပန်းဆက်တွေရဲ့ခက်ခဲတဲ့ဒေတာတစ်ခုဖြစ်ပါ යි တာဝန်ကြတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေလာရောက်တာဝန်ထမ်းဆောင်မှုအားနည်းတဲ့အတွက်ပညာရေးနဲ့ကျန်းမာရေးခန္ဓာတွေမှာလည်းလိုအပ်ချက်တွေအများကြီးရှိနေပါသေး။ဒါကြောင့်ရိုးချောင်းဒေသကစစ်ဘေးရှောင်တွေဟာအခုချိန်ထိနေရမပြန်ကြပေပညာရေးကျမရဲ့အတွက်အစဉ်ပြေတဲ့စေဘေးရှောင်းစခန်းမှာဆက်ပြီးတော့နေထိုင်နေကြတာဖြစ်ပါတယ်။မတော်စေဘေးရှောင်းစခန်းနဲ့မှာခိုးလုံနေတဲ့မြို့တိုင်းသားကိုကျန်တိုင်းအောင်ပြောတာကတော့ကျွန်တော်တို့ရိုးအချောင်းအထက်ပိုင်းဆိုရင်ဟို တွားရလာရအခက်ခဲရှိတဲ့အတွက်ပညာရေးကစားအခက်ခဲရှိတယ်ကျွန်တော်တို့ကျွန်တော်တို့နေရဟိုအထက်ပိုင်းမှာဆိုရင်ဆရာဆရာမတွေကျောင်းရှိပေမဲ့သူတို့ပုံမှန်လည်းမလာနိုင်ဘူးအခုအခုဆိုပို့ဆိုးနေပြီကျွန်တော်တို့ရွာပြင်တွားရင်လည်းကျောင်းဆရာဆရာမတွေရောက်လာနိုင်မှာမဟုတ်ဘူးနောက်ပြီးတော့ကျမ်းမာရေးကျမ်းမာရေးတခုခုဖြစ်ပြီဆိုတာနဲ့ကျွန်တော်တို့ကလေလေစီးပြီးလာရတာအဲ့ခါကျမှဆေးရုံရောက်ရတယ်အရင်တုန်းကဆိုရင်ကျွန်တော်တို့လေစီးပြီးတွားရတဲ့ နေလေးမှာတည်သွားတဲ့သူအဲ့လိုလူနာတွေလည်းရှိတယ်အဲ့တော့ကျောင်းကျောင်းမရေးခက်ခဲတွေပညာရေးခက်ခဲတွေလည်းအများကြီးရှိတယ်ဗျကျဲမရေးပညာရေးနဲ့လမ်းပန်းဆက်တွေရဲ့ခက်ခဲမှုတွေကြောင့်ပြီးခဲ့တဲ့2020တခုနှစ်အတွင်းရိုးချောင်းဒေသကစေပေချောက်တရားကျော်ဟာစစ်ကောင်စီအစည်းအဝေးနဲ့နေရဲကိုအပြီးပိုင်ဆုတ်ခေါ်ပြီးတော့မော်တော်မျိုးတွေကိုရွှေ့ပြောင်းတော့ခဲ့ကြပါတဖက်မှာတချို့စစ်ပေးချောင်းတွေဟာမိမိနေရဲကိုပြင်ချင်ပေမဲ့နေရဲပြန်ဖို့မတိချမရေရဘူးလို့ပြောပါတယ် တိုက်ပွဲအကျိုးဆက်ဖြစ်တဲ့စစ်ကြံလှနဲ့နဲ့မြေမြုံမိုင်းအန်ဒီရီကလည်းစီဘေးရှောင်းတွေရဲ့နေရပြည့်ရဲ့အတွက်ကြီးမားတဲ့စိန်ခေါ်မှုအဖြစ်ရှိနေပါတယ်။မိမိဒေသမှာစိတ်ချလုံခြုံစွာလောက်ကိုင်းစားတောင်းနိုင်တဲ့အချိန်မှပဲနေရပြန်တိုင်းမှာဖြစ်တယ်လို့မတော်စီဘေးရှောင်းစခဲမောက်ခိုးလုံနေတဲ့ကင်မိကြေော်ကဥဝင်းမောင်ကအခုလိုပဲပြောပါတယ်။ကျွန်တော်တို့ပြင်နိုင်မဲ့နေရာတော့ထောက်ပြမှုတော့အကြီးမောက်ပါဘူး။နိုင်ငံကြီးကအတိတ်ကပဲနိုင်ငံကြီးပြပြလေးလေးဖြစ်တော့ပြီဆိုတော့ ခေါပိုင်းမရစေမရစေအကြောင်းမဟုတ်ဘူးကျွန်တော်တို့စိတ်ချနှလုံးရှားနဲ့မိမိနေရာဒေတာကိုလုတ်ကင်စားတဲ့နိုင်ဖို့အရေးကြီးတယ်ဒါအဓိကပဲမိုင်းအန်ဒီဆိုတော့ပို့လို့အရေးကြီးတာပေါ့ကျွန်တော်တို့အခုမိမိနေရာကိုမပြန်ခဲ့တာငါးနိုင်အသက်လာလို့ရှိတယ်ဘယ်နေရာမှာမင်းရှိတယ်မရှိဘူးဆိုတော့ဘာလို့မှပြောလို့မရဘူးကျွန်တော်တို့အတော့လာလေးမရှိဘူးမင်းရှင်းလင်းပြီးမှတိုင်းပြေတစ်ဖက်နဲ့တစ်ဖက် ဆက်ကြီးဆက်ရာဣရှိမကျွန်တော်တို့ဒေရှာလုတ်ကင်စားတော့ပြီးဝိမိနေတာကိုပြေလို့ရှိပါတယ်။ရိုးချောင်းဒေတာကစစ်ပေးလျှောက်တွေနေ့ရက်ပြောင်းလဲရေးအတွက်မာရှင်လင်းမှုတွေကိုသက်ဆိုင်ရာ အာဏာပိုင်တွေကလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ဒါအပြင်ပညာရေးကျန်းမာရေးဘိုင်းတွေကိုထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်လို့ကျောက်တော်မြို့နယ်ပြည်သူ့လွတ်တော်အမေဟောင်းဦးဦးထွန်းဝင်းကပြောပါတယ်။အဲသူတို့ဒီ အာ resettlement program တခုလုပ်ပြီဆိုတော့အဲ့ဒါလည်းပါရမှာပေါ့ဗျာပြန်လေးခြေစမဲ့အပိုင်းတွေဆိုကျဲမလေးပြစ်ကနေလည်းပြေပြေပြေလာရမှာအဲ့ဒီမှာလူတွေနဲ့ကာပါဖြစ်မဲ့ကျဲမလေးဆောက်ရှောက်မှုတွေဘာလဲလုပ်ပေးဖို့လိုမလဲဒါလေးတွေရှိတယ်နောက်ပြီးမှအဲ့ဒီမှာရှိတဲ့ဒီကလေးတွေအတွက်ပညာရေးအဲကိစ္စတွေရှိမဲ့ဆိုတော့ဆိုတော့ကျွန်တော်တို့ဒီဒီသူတို့ရဲ့ transportation ဘိုင်းတွေဆွဲလာရေးဘိုင်းတွေကိုပါအစားပေါ့ဒီဒီ community တခုကိုတည်တည်ငြိမ်ငြိမ်နဲ့ အာနေလို့ရအောင်ဒီဒီအာအစီအစဉ်ဟာတော့ကျွန်တော်တို့ဒီ laptop ပိုင်းလေးတွေကတော့ကျွန်တော်တို့ချထားလို့လို့တာပေါ့။နောက်ကျွန်တော်တို့ service ဆက်ဆက်မှာအော်မနေနဲ့တော့ရောပတ်စုံဘလောက်ကြီးတွားလိုက်ဆိုပုံစံပြောလိုက်တော့မရဘူး။ကျွန်တော်ပြောတာအဲ့ဒါပေါ့။ရိုးချောင်းဒေတာဟာတောင်ယာဆိုင်ပြိုရေလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြတဲ့ဒေတာတစ်ခုပါ။လက်ရှိမှာရိုးချောင်းဒေတာကစေဘေးချောင်းတွေဟာ WFP ကထောက်ပံ့တဲ့လူတူဦးကုန်ငွေ3000တခုတွေနဲ့ရက်တည်နေရပြီးတော့ စစ်ကောင်စီစီကအကူအညီမရရှိတာဟာဒီနေ့ကျော်အထိရှိလာပြီးဖြစ်ပါတယ်။ကျုံများကြပဲအလုံးနဲ့စာဝန်တွေရဲ့အပအဝင်ကျဲမာရေးပညာရေးတွေကိုဖြည့်ရှင်းနေကြရပါမယ်။လုံလောက်မှုမရှိတဲ့အတွက်အကူအညီတွေလိုအပ်နေတယ်လို့စစ်ဘေးရှောင်တွေကပြောဆိုကြပါပြီ။ဒီမှာညင်ရတာလေတိတ်ဒါခက်ကြီးရှိတယ်။ဘာခက်ကြီးရှိလဲကျွန်တော်တို့ WSP ကဒလာကိုတုံတုံကျင်းနေမလုံလောက်ဘူး။ဒါလို့စနေရတယ် ုံမသွားလို့ဒီမှာသွားလို့စိတ်ဤရှင်မှုတွေမရှိဘူး။ဗညာရီသာသမီတွေစာသားနေရလဲအဲသူဆိုင်ခဟောခတေခဆိုတော့ဘာလို့ရှိရှိရှိဘူး။ဒါတော့หนีရတာလဲဝင်းနေမှာတာဘူး။စိတ်လည်းမကောင်းပါဘူးဒါပေမဲ့တိုင်းပြည်ခြေနေပေါ်မှာမှုန်တယ်ပြီးတော့ကျွန်တော်တို့ဒီကြည့်တာ။